မြမသမိုင်းစဉ်တခြားဒေတာသီးသီးမှရှိတဲ့တိုင်းရင်းသားလူမျိုးတွေဟာမိမိတို့ကိုယ်ပိုင်ယဉ်ကျေးမှုဒိဋ္ဌိထုံနှံများနဲ့ယူလူတို့အသုံးဆောင်ပစ္စည်းများတနည်းအားဖြင့်လက်မှုပစ္စည်းများကိုတီထွေထုတ်လုပ်သုံးစွဲခဲ့ကြတာလေမြန်မာနိုင်ငံမှာလက်မှုပစ္စည်းထုတ်လုပ်ရာဒေတာအများအပြားရှိနေစေတော့ရကန်းပညာဆိုတာအထည်ရက်လုပ်တဲ့ပညာဖြစ်ပါတယ်အထည်ရက်လုပ်တဲ့လုပ်ငန်းဟာမြန်မာနိုင်ငံမှာ ှေးအကြဆုံးသောယဉ်ကျေးမှုရေးရာအတွက်အဝိစင်မျိုးစုံထုတ်လုပ်ပေးခဲ့တဲ့ဘိုးဘွားပိုင်လုပ်ငန်းဖြစ်ပြီးတိုင်းရင်းသားတွေရဲ့အလွန်အဖိုးထိုက်တန်တဲ့ရိုးရာအမွေနဲ့ယဉ်ကျေးမှုအမှုပညာလုပ်ငန်းရဲ့တစ်ခုဖြစ်ပါတယ်။ကရင်ပြည်နယ်အိမ်နုရွာမှာလည်းရိုးရာရက်ကန်လုပ်ငန်းကို ရှေးဘဝအစဉ်ဆက်ကလေးကယနေ့တိုင်လောက်ကင်လျက်ရှိပါမယ်။ မိယူဖလာပြောလဲရတယ်နော်ဟိုဦးတို့ဖိမိခစ်ကလေးကလုတ်ခဲ့တယ်ဒါမဲ့ဟိုတုန်းကတော့ဒီလောက်မတွင်ကျေပေါ့ဟိုတဒန်းစားနဒန်းစားအဲ့လောက်ပဲဒီနောက်ပိုင်းမှာမှဟိုဈေးကွက်လိုအပ်ချက်အရာဦးတို့ကထပ်ပြီးတော့ချေချေသွားတော့ပေါ့ဟိုတုန်းကလည်းဒီဇိုင်းကဒီလောက်မစုံဘူးနော်ဟိုရူးရူးစင်းစင်းနဲ့များတယ်ဒီနောက်ပိုင်းကျတော့လိုအပ်ချက်အရာဦးတို့ကဒီဇိုင်းစုံစင်စုံနည်းနည်းဟိုထုတ်လုပ်လာတာပေါ့ဦးတို့ကဟိုဖောက်တဲ့ဆိုင်ကဖြစ်ဖြစ်နော်ဟိုအပြင်ကနော်စားသုံးသူကတည်းရလာမှာတဖြစ်ဖြစ် နော်ဘာဒဇန်းမျိုးလူချင်းလဲနော်ဘာအယောင်လူချင်းလဲတာဦးတို့တွက်ချက်ပြီးတော့ကုန်ချမ်းဝယ်ရတယ်နော်ရလာတဲ့ကုန်ချမ်းကိုဦးတို့ကဆဆဆုံးရွာထဲမှာဟိုချီလိုက်ပေးရတာကိုလည်းမျိုးနော်တခြင်းလုံးလိုက်ပေးရတယ်ရစ်ပြီးတော့စင်ပေါ်မှာတင်တယ်ဒီဇိုင်းကောက်တဲ့ဆရာရှိတယ်ကိုလိုအပ်တဲ့ဒီဇိုင်းကိုလမ်းညွန်ပေးပြီးတော့သူတို့ကောက်တယ်အဲစင်ပေါ်မှာကောက်ပြီးတော့ရပြီးစင်ပြေပြီးဆိုရင်ရကန်ခတ်တဲ့လူကခတ်မယ်ခတ်ပြီးတော့ဒီလူထွက်လာမယ်ပိတ်စပုံစံပေါ့ထွက်လာရောထွက်လာပြီးတော့ ဒါထွက်လာခြင်းကဒါမပြီးသေးဘူးဒါကျစ်တဲ့လူအပြင်မှာကျစ်ရသေးတယ်ဒါကျစ်ပြီးသားပေါ့ဒါကျိုးကျစ်မယ်နောက်ပြီးတော့လက်ကျိုးကိုဥတို့ကတနေရာမှာလောက်ရအောင်မယ်အဲရလက်ကျိုးရှိသေးတယ်အဲ့ဒါကိုဥတို့ကဆက်ချုပ်ဓမစီမှာသွားအားရတယ်နောက်ဆက်ပြန်ချုပ်ရတယ်ချုပ်ပြီးတော့တချို့ထဲကတချို့ပြီးရတာကိုဒါဒါပပွားလုံးပြန်ထည့်ရသေးတယ်တချို့ဆိုရင်ဖားစီပြန်ထိုးတာတို့ရွေးကျူထိုးတာတို့ရှိအောင်မယ်နောက်အဆက်နောက်အစကနေအဆုံးစရဲ့အငေခံ၄၅၆၈၈၁၀လောက်လုပ်မယ်အလုပ်သမားတော့အများကြီးလုပ်မှာပေါ့ တချို့ကထရေငယ်မယ်တချို့ကကြီးမယ်တချို့ကတူမယ်တချို့ကရှည်မယ်တချို့ကဒီဇိုင်းစုံတယ်အပွေတွေခက်တယ်ဒီဒီထည့်စင်တတိကိုလင်ကားထည့်ထွက်တယ်တထည့်ခါခါဖြမ်းများ2000နီးလင်ကားထည့်ရတယ်တရားကိုအရှည်စင်သုံးတယ်ဖြမ်းများခါခါ3000ဝန်းကျင်ဒီနေ့ကိုသုံးတယ်တကယ်လို့အဲ့ဒီထက်ပြီးမယ်လွယ်မယ်ဆိုဒီနေ့ဆယ်တယ်ဝန်းကျင်အဲ့လိုမျိုးပေါ့ဟိုပုံသေးပြောလို့မရဘူးပေါ့ရိုးရာဟိုအငွေအသက်တော့မပြဘူးပါရမှာပဲရိုးရာအစဉ်ဥမာဒါကျူတို့ ပါတို့နောက်တော့အလုံးတို့အဲ့လိုမျိုးပါလေအဲ့ဒါတော့ကြောက်လို့မရဘူးနောက်အစင်ကြတော့ကြောင်းတော့ပေါ့အခုဦးတို့ဟိုကရင်လူမျိုးတွေကဒီလူမျိုးရိုးရတွေရှိတကူဒီမှာအမွေးတို့ဒီပပွားလုံးတို့ပါတယ်ဆိုတော့ဆက်နေမလွယ်ဘူးလေအဲ့လိုရိုးရမိုးလို့ကြောက်ပဲဦးတို့လက်ရကန်းကရက်တိနိုင်တယ်ပေါ့

ခုယုံကြည်ရနေပြီးတင်းလုံးချတဲ့လူစုကိုပေးလိုက်ရပေါ့ပေးလိုက်တော့ခုလိုပိုက်လုံးလေးပြီးပေါ့ဒီလိုမျိုးဖြစ်အောင်လို့ကြောက်လိုက်တာကားပါအောင်လည်းထဲ့တယ်ထဲ့ပြီးတော့ခုလိုအလုံးဖြစ်အောင်လို့လိုက်ကြတယ်ထုံးပြီးရင်စီးတစ်ခါပေါက်တစ်ခါဖြက်ပေါ့နော်အဲ့လိုမျိုးဒီလိုမျိုးခုရင်သွားလိုက်ပေါ့နော်ရင်သွား40ရင်သွားကြည့်ရင်48ရှိရင်40ကြတော့ကျဲတယ်လူတက်တာတယ်48ကြတော့ရင်သွားစိတ်တဲ့အတွက်နေတယ်နေတဲ့အတွက်လူပင်ပန်းတယ်ပေါ့နော် ဒီလိုမျိုးခုရင်သွား like ကိုကြည့်ပြီးတော့သူ20နဲ့နှထုံးဆွဲရမယ်အထုံးအစိတ်ဆွဲရမယ်ပေါ့နော်ကိုကနေပြီးတော့တွက်ပေးလိုက်တယ်တွက်ပေးလိုက်တော့သူတွက်ပေးလိုက်တဲ့အတိုင်းကိုကိုကသူကားပေါင်းတိုင်းဆွဲရတယ်ဆွဲပြီးတော့ပြီးတဲ့အခါကျတော့မှဒီဘက်ကလက်ခံဒီဇိုင်းနဲ့ကိုဘက်ကဆွဲထားတဲ့ချင်းလေးကိုဆက်တာရပင်ချင်းဆက်တာဒီလိုမျိုးပင်လေးတွေလို့ကိုဘက်ကနှစ်ပင်ချင်းဒီဘက်ကနှစ်ပင်ဖြစ်ရမယ်ဘက်ကဒီပင်ဆိုကိုဘက်ကဒီပင်ကိုဘက်ကနှစ်ပင်ဖြစ်ဒီဘက်ကဒီပင်ဆိုမရအောင် အဲ့လိုမျိုးဆိုစီးလည်းမမားရအောင်နှက်လည်းမမားဘူးအဲ့လိုမျိုးဆက်ပြီးတဲ့ခါကျတော့လိတ်ထက်လိတ်ထက်ပြီးသူ့ဒီဟာတွေဖြုတ်ထားတယ်ခလားအဲ့ဒီပုံပြန်တက်ပြီးတော့မှအစင်ပိုင်းထားယူတော့ပြောမဆိုမကျွမ်းကျင်တဲ့ခါကျရင်တလားလောက်ကြာတယ်ကျွမ်းညင်းကျင်ရင်ဆိုတော့၃လရက်ပဲကြာတော့အိုက်တော့မှဒီကဟိုအသားဒီကိုရောက်လာတဲ့အတွက်ဟိုခုနဆက်ထားတဲ့ဆက်ခုကိုလေဒီကိုကျွံအောင်လို့ယူပြီးတော့မှနှစ်ခုတဲပြီးတော့ဒီလိုထယ်မျိုးပြန်စားအဲ့လိုမျိုးอ่ะ ဟိုကပါလိတ်သားမညီတဲ့ခါကျလို့ဆိုရင်လည်းခတ်လို့စင်ပြီးတင်းတင်းရော့ရော့တညီတဲ့ဖြစ်အောင်လို့နဖူးတဲပြီးတော့မှဒီလိုထဲထွက်มาကြမကြွန့်ကျင်တဲ့လူဆိုရင်ဒီလိုလုံးဖြစ်ဖို့လည်းမလွယ်ဘူးဒီလိုကတ်ဖို့ခတ်သားကြီးကိုရောက်ဖို့တရာလေခြင်းနှွားအစဖြစ်လားဒီလိုလိမ့်ပြတော့ဘာညာအဲ့ဒါမရှိသေးလို့ဆိုရင်တက်ဆောက်ဆောင်လည်းစမှုပြီးသူတို့ကဒီနေ့ဒီဇိုင်းခတ်ပေးပါဆိုတာမိုင်းတို့ကသူတို့ရှိရဒီဇိုင်းကို ုံးနဲ့ပေါ့နော်ပူပြီးတော့အိုက်တိုင်းကိုကြီးလိုက်ဒီထဲမှာပေါ်လိုက်ခတ်လိုက်အဲ့လိုလုပ်ရတာလက်ရက်ကန်ရက်လောက်ရမှာခြီးပြော့ခြီးမဆိုတဲ့ခြီးမျိုးစား2မျိုးအသုံးပြုပါတယ်ခြီးတလိပ်ကို အပေါ်အင်းကြီးအတူဆိုရင်အထည်120ထွက်ပြီးဒူးအောက်ခေါဝင်အတူဆိုရင်တော့အထည်60နဲ့ခေါဝင်ရှိဆိုရင်တော့အထည်40ထွက်တယ်လို့လည်းသိရပါတယ် အခုဆိုရင်ကရင်တိုင်းရင်းသားတွေရဲ့ရိုးရာရက်ကန်းလုပ်ငန်းကိုလေ့လာပြီးပြီဆိုတော့ကရင်တိုင်းရင်းသားတွေရဲ့ရိုးရာချက်ခုပ်လုပ်ငန်းကိုဆက်လက်လေ့လာကြည့်အောင်ပါ။ ဇက်ကုတ်လုပ်ငန်းဟာကရင်မျိုးသမီးတို့ရဲ့အိမ်နွေးလက်မှုပညာရဲ့တရက်ဖြစ်ပါတယ်။ကရင်တိုင်းဒေသတိုင်းရင်းသူများဟာမိမိကိုယ်တိုင်ရက်လုပ်တဲ့လက်ဖြစ်ထည်တွေကိုဝတ်ဆင်လေးရှိကြပါတယ်။ချီမြင့်အထည်ဆက်တွေဘလို့ပင်တိုးတက်လာပေမဲ့လည်းတိုင်းဒေသတို့ရဲ့ရိုးရာအဝတ်ထည်ရက်လုပ်မှုတွေကိုထိမ့်သိမ်းဆောင်ရှောက်ဖို့လိုအပ်လာပါတယ်။ ခင်းတန်းကတော့အစာအုပ်ဆုံးလုံးဝဘာမှမတက်သေးတဲ့လူဆိုရင်တော့အချိန်ကနည်းနည်းတော့ပေးရတယ်ရှင်အဲသူတို့အရင်ဒီဇိုင်းဒီလိုမျိုးဒီဇိုင်းဆန်းတာလေးတွေပါလေးတွေများများလိုချင်နေဆိုရင်တော့ချိန်ကအများဆုံးဆိုရင်တော့တစ်လလောက်ဆိုရင်တော့တက်ပါတယ်ရှင်ဒီခြီလေးတွေကပြတ်တက်တဲ့သဘောတဘာဝရှယ်လေးပြတ်ပြီးဆိုအရင်ဆုံးခြီအရင်ဆက်ခိုင်းရတယ်ရှင်ခြီဆက်ရတယ်ခြီဆက်ပြီးတော့အဲခြီချပုံလည်းတင်ပြရတယ်ချားဆွဲတက်အောင်လည်းတင်ပြရတယ်နောက်ပြီးတော့ဒီရက်ခတ်တက်အောင်လည်းတင်တယ်ရက်ခတ်သွားပြီးဆိုတော့ညီမတို့ဒီလိုမျိုးဂရက်ဆောက်လေးယူယူပြီးတော့အဲဂရက်ဆောက်လေးထဲမှာဒီဇိုင်းဆွဲခိုင်းရတယ် ဆွဲပြီးကိုယ့်အထဲပေါ်မှာကိုလိုချင်တဲ့ဒီဇိုင်းလေးတွေကိုဆွဲဆွဲပြီးဒီပေါ်မှာကောက်တက်အောင်သင်ပေးရတယ်အဲ့ဒါမှတဖြည်းဖြည်းနဲ့ခတ်သွားပြီးမှအဲ့ဒီဇိုင်းနဲ့ခတ်လို့ရတာရှင့်ကျိုးရချက်ခုရက်လုတ်တဲ့နေရာမှာအသုံးပြုတဲ့ချီမျိုးစာကတော့အရင်ကမိမိတို့ဒေတာတွေဝါးများကိုချီမြင်ပြုတ်လုတ်ပြီးရက်လုတ်ဝစ်စင်ရာကနေအခုအခါမှာတော့1.20 1.30ချီမြန် အစင်တန်းအမြင့်ဆုံးဖြစ်တဲ့မတ်ဆိုက်ချီတော်များအဲဒီကနေအစင်တန်းတိုးတက်လာပြီးဘိုးကြီးသုံးမွေးကြီးနိုင်လွန်ကြီးစီလွန်ကြီးတို့ကို အသုံးပြုလာကြပြီဖြစ်ပါတယ်ဇက်ကောက်အင်းကြီးတထဲထွက်ဖို့ဆိုရင်အရင်ဆုံးခြိချရပါတယ်ခြိချပြီးပါကချားဆွဲရပါတယ်အနံ့ကြီးကြီးခက်ပြီးအင်းကြီးစားပေါ်မှာကိုလိုချင်းတဲ့ဒီဇိုင်းပုံစံကိုရက်လုံရတာပါ ရကန်းလုံကြီးကတထဲကိုတနန်းထဲနဲ့အပီးရက်လုံနိုင်ပေမဲ့ဇက်ခုတ်လုံကြီးကတော့တထဲကိုနှစ်နှမ်းဆက်ပြီးရက်လုံရတယ်လို့သိရပါတယ်။ဇက်ခုတ်တွေတွေရက်လုံရတာပုံမှုခက်ခဲပေမဲ့အထည်အသားကတော့ပူပြီးထူပါတယ်။ဇက်ခုတ်ရကန်းစင်တွေကလည်းပွင့်တိုးလုံကြီး၊လွယ်အိတ်မျိုးမျိုး၊လုံကြီး၊အင်ကြီးစားစောင်းတစ်ပတ်စတဲ့ဒီဇိုင်းပြားကိုတီထွင်ရက်လုံကြပါတယ်။ရိုးရဇက်ခုတ်တွေကိုမိမိတို့အသုံးပြုလို့တဲ့ အစင်ဒီဇိုင်းတွေတီထွင်ပြီးတော့အမျိုးမျိုးရက်လုံဝစ်စင်လာကြပါတယ်။ဇက်ကုတ်ရက်ကန်းစင်တဲ့ခင်မီအထည်တွေကိုပါတီထွင်ရက်လုံလာနိုင်ပြီဖြစ်ပါတယ်။အခုဆိုရင်တော့ကရင်တိုင်းရင်းသားတို့ရဲ့အလွန်အဖိုးထိုက်တန်လာတဲ့ရိုးရာမွေးနေ့တစ်ခုဖြစ်တယ်။လက်ရက်ကန်းနဲ့ဇက်ကုတ်ရက်လုံခြင်းအကြောင်းကိုကရင်တိုင်းရင်းသားတို့ရဲ့ရိုးရာလက်မှုပညာအစီအစဉ်ဖြင့်မှတ်တမ်းပြုရိုက်ကူးတင်ဆက်ပေးလိုက်ပါတယ်ရှင်။